မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ကျေးဇူးတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာ။ယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ဘောသူတက်ရောက်ပါစေ။ဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါရစေ။ကျေရွချေးဇူးတော်ကြောင့်2025ခုနှစ်ဂျွန်လ10ရက်နေ့သို့ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဖျားရှင်ကိုကျေးဇူးတင်ပါရစေ။နေ့ရက်စတိုင်းကြည်ရှုခွန်အားယူတဲ့တမောင်ပရိသတ်အားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့အဖဖျားချီးစွတ်တဲ့ နှုတ်ကပတ်တော်အားဖြင့်တိဆောက်เสียဖြစ်စေပါအခုကျွန်တော်ပြောခြင်းထက်ကိုယ်တော်ပြောခြင်းသာဖြစ်စေပါတခိယေရှုနာမအားဖြင့်ဆုတောင်းမြတ်ဝေငှပါရဖျာအာမင်ဖျက်ရှင်ရဲ့ခြေစော်ကိုချီးမွမ်းပါရကျွန်တော်ဒီကနေ့ခေါင်းစဉ်တစ်ခုနားထောင်နေတယ်အဲ့ဒီခေါင်းစဉ်ရဲ့နောက်ဆုံးချက်ကိုကျွန်တော်ဒီကနေ့နားထောင်မှာဖြစ်တယ်လိလာနေတဲ့နားထောင်နေတဲ့ခေါင်းစဉ်ကတော့ဓမ္မသစ္စာမှာတွေ့ရတဲ့ယုံကြည်သူပူဇော်ရမယ့်ရက်၅မျိုးဖြစ်တယ်အဲ့တော့ဓမ္မသစ္စာနည်းမှာ ယုံကြည်သူတယောက်ဟာပူဇော်ရမယ့်ရက်၅မျိုးကိုအတိအကျဖော်ပြထားတယ်။တပေါင်းကျန်းလုံးကတော့အပြစ်လွတ်မြောက်ဖို့အတွက်သိုးတွေကိုတတ်ပြီးပူဇော်ရတယ်၊ဂျိုးခိုးစသဖြင့်အသွေးသွန်းပြီးပူဇော်ရတယ်။ဒါပေမဲ့ဖလိတ်ဆန်သူရဲ့တနည်းပဲပြတ်လွတ်တယ်။အဲဒုတော်ညာလေသခင်ရှုခရစ်တော်ကကျွန်တော်တို့ကားတိုင်းမှာအသေးခံပြီးအသွေးသွန်းအသက်ပေးပြီးတော့ကျွန်တော်တို့ကိုကယ်တင်ခြင်းပေးခဲ့တာဖြစ်တယ်။ အဲ့တော့ကေတင်ရှင်ကိုရတဲ့ကျော်ဂျမဟာကေတင်ချင်းစိတ်ချမှုရတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ကအသွေးသွန်းပြီးပူဇော်ဖို့မလိုတော့ဘူး။ဘာကြောင့်လဲ။တခီရှုရဲ့အသွေးတော်အထာရကာလအပြည့်လွတ်မြောက်ခြင်းရသွားတယ်။ဣတိကာထောဖျားရဲ့နှုတ်ကပတ်တော်စကားကြီးဖြစ်တယ်။အဲ့တော့တခီရှုအသွေးတော်အဖြစ်အပြည့်လွတ်မြောက်ခြင်းရတဲ့သူကစိတ်တလို့အသက်ရှင်လို့မရဘူး။သူပူဇော်ရမယ့်ရစ်ငါးမျိုးကိုဆက်လုပ်ရအောင်မှဖြစ်တယ်။အဲ့ဒီပူဇော်ရမယ့်ရစ်ငါးမျိုးကနံပါတ်1ပထမဆုံးရစ်ကတော့ဂျေဇုပြုတဲ့ရစ် ဟေဘရဲစာခန်းကြီး73ငယ်76တို့တော်ဘာကိုကျေးဇူးပြုတယ်ရစ်ဘူးဆိုတော့မမုံကန်လုံးကားကောင်ပေးတဲ့ကလေးကတကယ်ရှုကျေးဇူးပြုတယ်မုံကန်လုံးကားကောင်ပေးပြီးသူကျေးဇူးပြုတယ်ရှစ်ဖရော့ပုအာဆိုတဲ့အမျိုးသမီးတွေဝန်းဆွဲမတွေကဟေဘရဲမျိုးသမီးတွေကိုကျေးဇူးပြုတာဖာရောကတော့တတ်ခိုင်းတယ်ဝန်းဆွဲမတွေကိုပိုက်ထဲကမွေးတာနဲ့တတ်ပြစ်ဒါပေမဲ့ဒီမျိုးသမီးတွေကမတတ်ပဲကျေးဇူးပြုတယ်အဲ့ဒီကျေးဇူးပြုတာကိုဘုရားကြိုက်တယ်ဒါကြောင့်အများကြီးဖော်ပြခဲ့ပြီနံပါတ်1ဒုတိယရစ်ကတော့ ယုံကြည်ခြင်းရဲ့ဖိလိပ္ပိဩရစာခန်းကြီး2အငယ်18မှာကျောင်းသားယုံကြည်ခြင်းရဲ့ကိုတင်လူပူဇော်ကယုံကြည်သူဆိုပြီးတော့တန်တရားနဲ့အသက်ရှင်လို့မရအောင်ယုံကြည်ခြင်းရဲ့ကိုပူဇော်တော်သူဖြစ်အောင်နံပါတ်3တတိယတစ်ချက်ကတော့စက္ကအနံခြင်းရဲ့နားလည်အောင်ပြောရင်တော့ဘုရားသခင်နှစ်သက်တဲ့အသက်တာနဲ့ acceptable unto god ဘုရားသခင်နှစ်သက်တဲ့အသက်တာကိုပူဇော်ကိုစိတ်ကြိုက်ကိုအတူကြီးခေါ်ကိုအယူဆနဲ့ ပြောဆိုနေထိုင်သွားလာလို့မရဘူးဘုရားခင်နှစ်သက်တဲ့ရစ်ကိုပူဇော်အောင်ယောမရစကန်ကြီးဆက်နေအငယ်တက်ကိုဖိုင်တွေ့ရမယ်ဒါဘုရားခင်နှစ်သက်တဲ့ရစ်ကိုပူဇော်အောင်တတိယချက်နောက်နံပါတ်၄ကတော့ဗာလေးဆိုတော့ချီးမွမ်းခြင်းရစ်ကိုပူဇော်အောင်ဟေဘရုစကန်ကြီး၃၅ကိုဖိုင်တွေ့ရမယ်ပေါလုသီလာမပြေတဲ့အစင်မပြေတဲ့ကြားမှာချီးမွမ်းတဲ့အခါပြေလေခြင်းနဲ့အံ့ဩဖို့သူတို့တွေ့ရတယ်တောင်ဒီကနေ့ယုံကြည်သူကနံပါတ်၄ချီးမွမ်းခြင်းရစ်ကိုပူဇော်အောင်ဒီကနေ့နံပါတ်၅ နောက်ဆုံးတစ်ခုကတော့ဘာလဲဆိုတော့ဥစ္စာဝီမျှခြင်းရုပ်ကိုပူဇော်ရ။ဟိဗြဲရစာခန်းကြီး73:16မှာဒီလိုရေးထားတယ်။ကျွန်နေနေလေးဖတ်ပြခြင်းနဲ့ဟိဗြဲရစာခန်းကြီး73:16ကိုကျွန်နေနေဖတ်ပြခြင်းနဲ့ဥစ္စာဝီမျှခြင်းအမှုကို မမေ့လျော့နဲ့။ထိုသို့သောရုပ်ကိုဖျားခင်သည်အာရနှစ်သက်တော်မူ၏။အာမင်။ဟိဗြဲရစာခန်းကြီး73:16အကျဉ်းရဲမှာဒီဥစ္စာဝီမျှခြင်းကိုဖျားခင်ကနှစ်သက်တယ် အဒီတမန်တော်ဒီလက်ထက်မှာကျွန်တော်တို့တို့ခန်းကြီးလေးအငယ်32က35ကိုဖတ်ရင်တမန်တော်တွေကသူတို့လက်ထက်မှာယုံကြည်သူတွေကသူတို့ရရှိတဲ့အရာတွေကိုတမန်တော်တွေရှေ့မှာလာချတယ်ဘသူသားတွေဘသူနဲတွေဆိုမရှိဘူးအားလုံးညီမျှတယ်အိမ်တိုင်းမှာပစ္စည်းတစ်ခုရှိရင်အိမ်တိုင်းမှာရလူတစ်ယောက်မှာပစ္စည်းတစ်ခုရရင်အားလုံးမှာရပို့လဲမရဘူးညော့လဲမရဘူးအတူတူပဲ same same ပဲ ဥစ္စာဝေမြအဲ့ဒီအရာအတော်ထူးကြတယ်တော့ဒီတမန်တော်တွေလက်ထက်မှာသူတို့ရတဲ့အရာအလုံးတမန်တော်တွေရှိမှာလာပြီးတော့ယုံကြည်သူတွေကပြီးတဲ့ကတမန်တော်တွေကခွဲဝေပြီးတယ်ဒီရတဲ့အရာတွေသူတို့ကိုကျိုးတော်လည်းမသုံးဘူးအားလုံးကိုအညီမျှခွဲဝေပြီးတယ်သာသနာတော်အသုံးပြုဘလောက်အောင်ဆက်ကောင်းဥစ္စာဝေမျှခြင်းအဲ့ထဲမှာတော့အဲ့တမန်တော်တွေလက်ထက်တော့အာနန္ဒိနဲ့ရှဖိရေဆိုတဲ့လင်မယားနှစ်ယောက်တမန်တော်တို့ခန်းကြီး9တက်ကနေ17ထိဖတ်ရင်တွေ့ရမယ် သူတို့ရောင်းရတဲ့မြေကြီးရဲ့တဖို့သူတို့ကထိန်ဝတ်ထားပြီးကြံတဲ့အရာပဲလာပေးတဲ့အခါပေတရုကမေးတယ်ဒါအကုန်မဲလားဆိုယောက်ျားလုပ်တဲ့အာနန္ဒီကအကုန်မဲဆိုလိန်တဲ့အခါလဲသေးတယ်သူယောက်ျားဇာမနာသွားချတော့သူမိမရှဖိကြီးကမသိပဲနောက်နိုင်ရင်နေငယ်ကြာဝင်လာတော့ပေတရုကမေးတယ်မင်းယောက်ျားကလာပြောတယ်ဒါအကုန်မဲလားဟုတ်တယ်အကုန်မဲအင်းယောက်ျားကိုအကျိုးတဲ့သူတွေရဲ့ခြေတန်းတကားဘဝမှာပဲရှိတယ်သူလည်းပြစ်လဲပြီးသေးတယ် ပြောချင်တာဒီတတ်မှတ်တဲ့စိတ်တွေကနောက်ဆုံးပါပဲစီရင်ခြင်းခံတာတောင်းဒီကနေ့ကျွန်တော်ဘုရားတခင်ကပေးထားတာသူတစ်ပါးကိုဘာလဲ sharing လုပ်ဖို့ပေးကမ်းတတ်ဖို့တောင်းချမ်းတယ်မှာဒီဥစ္စာဝေမျှတဲ့သူတွေဖြတ်ရှာကောင်းချီးပေးတယ်ဘုမဆိုတော့သူချမ်းစာထဲမှာเนาะကျွန်တော်အားလုံးသိတယ်ရခတ်ဆိုရင်သူ့အိမ်ကိုเนาะဒီတရှုံနှစ်ယောက်ကိုသူကဝေမျှလိုက်ခဏလေးပဲအချိန်ပေးပြီးသူဝေမျှလိုက် တော့ဒီခြေကုန်းမျိုးကြီးပြိုတဲ့အချိန်မှာသူ့အိမ်မပြိုနောက်ပေတရုဆိုသူ့လေကိုသခင်ရှုခဏလေးဝင်မြ။သခင်ရှုလေပေါ်မှာခဏမတ်တရပြီးတရားဟောတယ်။စကားတော့ပြတ်တဲ့ခါရေနဲ့ရရွှေ့ဆိုတော့အဲ့ဂလိလဲအိုင်ဂီနီဒရာအိုင်တအိုင်လုံးအငါပေတရုပိုက်ပြန်ဝင်သွားတယ်။အနားလေးအောင်ပြောတော့ဖယားကိုဝေမြတ်တက်တဲ့အသက်တာသူတို့ဘဝေမြတ်တက်တဲ့အသက်တာမှာကို့အတွက်ဘုရားသုတ်သူပြန်ပြီးတယ်ဆိုတော့သူတွေ့ရတယ်။ ။နောက်မြဲပိုင်ရှင်ကြီးသခင်ရှုမြဲကလေးပြေးလိုက်။ဒါပေမဲ့သူ့အကြောင်းကိုယနေ့ထိပြောရတာ။အရိမတ်တဲ့မြို့သားယောသသခင်ရှုတင်းချိုင်းပြေးတာ။အဲ့ဒီတင်းချိုင်းဟာအံ့ဩဖွယ်ထမြောက်တဲ့တင်းချိုင်းဖြစ်တာ။တောင်ကောင်းမှာတင်းချိုင်းနေထဲမှာသုံးရမြောင်းနေထမြောက်တဲ့တင်းချိုင်းဟာသခင်ရှုခရစ်တော်ရဲ့တင်းချိုင်းဖြစ်တယ်။အဲ့ဒါဘသူကပြေးကအရိမတ်တဲ့မြို့သားယောသ။တောင်ဒီကနေ့ကျွန်တော်ဝီမြတ်တက်တဲ့အသက်တာ sharing လုပ်တာ။ တောင်ဒီကနေ့ကျွန်တော်ကရယူတော်သူထက်ပီကံပြီးဝေမျှတတ်တော်သူဖြစ်ဖို့အဲဒီရစ်ကိုပူဇော်ဖို့ဖခင်ကနှစ်သက်တယ်။တောင်သမချန်းစာထဲမှာဝေမျှတတ်တဲ့သူတွေရဲ့အသက်တာမှာလေကောင်းကြီးတွေခံစားရတယ်။တောင်မှာရှောလူဆိုရရှင်မင်းကသူရဖို့သူ့အတွက်သူ့အတွက်သူ့အတွက်ပဲစဉ်းစားရခါသူ့မှာထင်ရှားတဲ့သား၄ယောက်ရှိတယ်၄ယောက်လုံးသိရတယ်။ထင်ရှားတဲ့သမီး၂ယောက်ရှိတယ်သမီး၂ယောက်လုံးရဲ့အိမ်တော်တွေပြိုကွဲရတယ်ဒုက္ခတွေရောက်တယ်။ဘာကြောင့်လဲကို့အတွက်ပဲစဉ်းစားတယ် တောင်ဒီနေ့ယုံကြည်သူပူဇော်မယ့်ရက်၅မျိုးမှာနောက်ဆုံးရက်ကဥ္စာဝေငှတ်တခြင်းကျွန်တော်ရဲ့အချိန်ကျွန်တော်ရဲ့ခန္ဓာစိတ်ဝိညာဉ်ဖျားအတွက်ပေးတခြင်းသူတစ်ပါးကိုအငြင်းဆုံးသောသူကိုနော်မေတ္တာပြခြင်းဝီမျှတဲ့အဲဒီပုံမှာဖျားအကောင်းကြီးဖြစ်စေအကြောင်းဒီကနေ့ဝီမျှတတ်တဲ့အတ္တအနေအသက်ရှင်သောသူများဖြစ်ပါစေလို့အားပေးရနောက်ဆုံးဖြစ်ပျက်တစ်ခုပြောပြီးနေကုန်ချုပ်ခြင်းနဲ့ Dennis တမားတယောက်ရှိတယ်ကျွန်တော်အားလုံးသိတယ် Arthur Ashe ဒီပုဂ္ဂိုလ်ကလူမဲတူဖြစ်တယ်သူကဒီ African အနွယ်ကလာတယ်လို့ပြောရင်မမှားဘူး1985မှာဆွီဒင်နိုင်ငံမှာဒီ tennis ပြိုင်ပွဲကိုကြီးကြီးလုပ်တဲ့အခါမှာသူ့ကိုလူတွေပြိတ်သက်တယ်အမျိုးမျိုးလောင်ပြောင်ကဲ့ရဲ့ပြစ်တင်နောက်ဆုံးသူကအဲ့ tennis ရိုက်နေတဲ့နောက်ဆုံးအဲ့ကစားပွဲကနေသူထွက်ကိုထွက်သွားလိုက်ရတယ်။အမျိုးမျိုးပြစ်တင်လျောင်ပြောင်မှုတွေလုပ် ဒါပေမဲ့သူဘာမှမပြောအေးစိတ်ပဲသူထွက်ခွာပြီးသွားတယ်ပြီးသူရဲ့တပည့်တွေကသူကတင်းနစ်တင်တဲ့ခါမှာအမားကင်းအောင်ရိုက်သူကအပြစ်တင်မှုကင်းအောင်သက်ရှင်သူမြင်မှာနောက်ဆုံးမှသူတက်ချရတဲ့ဇနီးတောင်းလောင်းပေါ့နော်ဂျင်းနေနဲ့သူလက်ထက်တဲ့ခါသူလက်ထပ်ပွဲကိုလူတွေကိုဖိတ်ကြတာလူပေါင်းများဆိုသူ့ကိုတိုက်ရောက်ချင်းမြင်ပြီသူ့ကိုလောင်ပြောင်ခဲ့တဲ့သူတွေကသူ့ပြန်တောင်းမှာအာသောတဲ့မင်းအသက်တာမှာ မင်းရဲ့သီးခံခြင်းမင်းရဲ့မေတ္တာငါတို့ကိုပေးခြင်းဟာငါတို့ရှုံးနေမနိုင်နဲ့နောက်ဆုံးအာတာအရှိရာအဲ့ဒီသီးခံခြင်းစိတ်ရှိကြံသူနိုင်ခြင်းခွင့်ရမယ်ဒီကနေ့လောကမှာလူတွေကမလျှော့ဘူးနော်ဘယ်အရာမှမလျှော့အမျိုးမျိုးတင်းမာမှုတွေကပြတ်ထွက်တယ်အကုန်ပြတ်ထွက်ကုန်ဒါပေမဲ့အာတာအရှိရာလေနှိမ်ချတယ်သီးခံတယ် သူ့မျိုးမျိုးလောင်ပြောင်တဲ့သူသူဘာမှမတုံ့ပြောင်အဲ့ပွဲကနေထွက်ပြေးသွားအဲ့လောင်ပြောင်တဲ့သူတွေကသူ့မင်္ဂလာပွဲကိုတက်ရောက်ပြီးလာဥညွန်။ဒါတို့ရှုံးနေမင်းနိုင်နေတကယ်ချက်တော်ညီကိုမမလောကကြီးမှာတိခံတက်တဲ့အတ္တာသူတပားကိုမျှဝေတက်တဲ့သူရဲ့အတ္တာမှာဖယားသားမီးရဲ့တတာပေါ်လာတာဖြစ်တယ်။တောင်ဖယားသားမီးဆိုတာကတိခံခြင်းမျှဝေတက်ခြင်းမေတ္တာနဲ့လှုပ်ဆောင်ခြင်းပေါ်မှာသူဖယားရဲ့ကောင်းမြတ်ခြင်းကိုသူက မြင်ရတာဖြစ်တယ်။တောင်ချုံကျမရဲ့အသက်တာမှာဥစ္စာဝေမျှသောရင့်နဲ့အတူဖယားတကယ်နဲ့သက်သောရင့်များကိုအစဉ်ပူဇော်တော်သူများဖြစ်ပါစေလို့အားပေးရင်းဒီကုန်းချုပ်လို့လေကျမ်းတော်ဒီလိုချင်းစီတိုင်းဖြတ်ရှင်ကောင်းချီးပေးပါစေ။ကြော့ကြော်ညာဇေယကတော့ဒီကနေ့ညချင်းမိုင်စံတော်ချိန်ည6ခွဲနဲ့7နိုင်ခွဲတွဲမှာကျွန်တော်ဒီ Grace Church ပေါ့နော်ချင်းမိုင် Grace Church Sarah Steven D Church မှာကျွန်တော်နောက်ကတော့ဝင်ခါမှာဖြစ်တဲ့ချင်းမိုင်မှာရှိတဲ့ဒီကောင်မောင်အားလုံးမွေးထွေးစွာကျေးဇူးတွေ အားလုံးကိုကျွန်တော်တို့ခေါ်ဖိတ်သလိုနတ်ဖန်ကတော့ကျွန်တော်ဒီကနေပြန်လည်ထွက်ခွာမှာဖြစ်သလိုကျွန်တော်နတ်ဖန်ညနေ live service တကယ်ရနာမှာဖြစ်ပြီးကျသရီနေ့မြန်မာစံတော်ချိန်ညနေ3:00နာရီခွဲမှာကျွန်တော်ပြန်လည်တွေ့ဆုံမှာဖြစ်ပါတယ်ယေရှုခရစ်ရဲ့သမပရိသတ်များအစမြဲဆုတောင်းပေးတော်သူများမှာဆာအားလုံးကိုဖြတ်ရှက်ကောင်းချီးပေးပါစေစစ်တောင်းကြပါစို့ခမည်းတော်သားတော်သရှင်တော်ဝိညာဉ်တော်သောမတ်စုဖျားထံတော်ပါမကောင်းကြီးဖျားပြသည်တေတော်အားလုံးပေါ်သို့သကောင်းမြမပီနှင့်ကဘာကြီးပေါ်သို့သကောင်း ဒီကနေ့မွန်နီချောက်တဲ့ဆမတ်ဒေါကီဂျာနူးနဲ့တကွာမိသားစုများဆမတ်ယန္နာမဆတစ်ဖြစ်မနီကမွန်နီချောက်တဲ့ဆဆမျက်နေနဲ့မိသားစုများဒီကနေ့မွန်နီရှေတီတီပေါ်သို့တော့မင်္ဂလာနှစ်ပတ်လည်ချောက်တော့သူတီတီပေါ်သို့တော့ဘုံတော်ဝင်စားတဲ့သူတွေရဲ့ချက်ရှိတဲ့မိသားစုတွေပေါ်သို့တော့နှစ်သိမ့်မှုရရှိသလိုအမေရိကန်နိုင်ငံမှာဖြစ်ပေါ်နေတဲ့မျိုးစုံသောခက်ခဲတွေတဲကနေငြိမ်းချမ်းသာရခြင်းကျုပ်တိုင်းပြည်မြန်မာပြည်မှာစစ်ပွဲတွေရပ်တန့်ခြင်း ရည်ကြီးရည်ရှာမှုတွေရော့ကြခြင်းတဘာဝဗိဒံဖောက်ပြန်မှုတွေဖေရှားခြင်းစစ်ပွဲတွေရက်တန့်ခြင်းဖခင်ရဲ့လက်တော်ကွယ်ကာစောင့်မခြင်းတို့သည်မြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့၎င်းဒီကနေ့ကြည့်ရှုနေတဲ့ online ပရိသတ်များကမ္ဘာကြီးပေါ်သို့ယနေ့မှစကာလစင်းမြဲကောင်းချီးပြပြတက်ရောက်တည်ရှိတည်နေပါစေသောအာမင်ယေရှုတမန်ရေကြည့်ရှုသူအားလုံးကိုဖြတ်ရှင် ကောင်းချီးပေးပါစေငြိမ်သက်ခြင်းရှိပါစေ God bless you all ကျုပ်ပြန်လည်တွေ့ဆုံကြပါစို့